ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ငရဲနီစခန်းကတပ်ဖွဲ့ဝင်တွေဇွန်လ12ရက်နေ့ကထိုင်းဘက်ကိုစခန်းဆုံးခွာထွက်ပြေးပြီးတဲ့နောက်ဒဝဲမြို့နယ်ထီခီနယ်စပ်တခြားကိုကရင်အမျိုးသားစီယုံ KNU ကထိန်းချုပ်ထားနိုင်ပြီလို့ KNU တမဟာလေးမြေတဝဲခရိုင်စီကသိရပါဗျ။ငရဲနီစခန်းဟာဇွန်လ10ရက်နေ့က KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းယူလိုက်တဲ့ point 2966လို့ခေါ်တဲ့ body စခန်းရဲ့မြောက်ဘက် -20 နီးပါးအကွာမှာတည်ရှိတာပါ။ အဲ့ဒီစကမ်းမှာစကောင်စီရဲ့အမှတ်25ခြေလျင်တရင်ကတပ်ဖွဲ့ဝင်အား20လောက်အထိုင်ချထားတယ်လို့ခင်းယူတမဟာလေးမြစ်တဝဲခင်ရအတွင်းရင်မူပရိုဆိုအဲနာကပြောပါတယ်။ထိုင်းမြို့မှာထီခီနယ်စပ်တလျှောက်မှာရှိတဲ့ထီထဖြူဟာစကမ်းကုန်းကိုဧပြီလ16ရက်နေ့မှာတင်ယူခဲ့ပြီးမေလ9ရက်နေ့မှာထီခီနယ်စပ်စကမ်းဇွန်လ10ရက်နေ့မှာတော့ဘော်ဒီနယ်စပ်စကမ်းကိုခင်းယူတပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်တင်ယူခဲ့တာပါ။ အခုနောက်ဆုံးကြံတဲ့ငရဲနေစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတဲ့အတွက်နေဆက်တလျှောက်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ KNUC ကသိရပါဗျ။တော်ဝဲတိခိနေဆက်ကုံတွယ်ရေးလန်းတလျှောက်မှာတော့မြစ်တာကြောက်မဲတောင်ဘခါရီစခန်းတွေကျန်းနေပြီးရေဖြူမြို့နယ်အရှိတ်ဘက်နေဆက်မှာတော့စစ်ကောင်စီရဲ့ဒုက္ခစခန်းနဲ့နဲ့အိမ်တောင်စခန်းတို့ကျန်းနေပါသေးတယ်။